အနုပညာကျေးကိုသူမတုံဘူးဆိုတဲ့မိမိအားလုံးပဲမင်္ဂလာပါရှင်။အခုစရအလှမယ်နေနဲ့ရောအနုပညာရိုက်ကူရင်းလေးတွေမှာပါအောင်မြင်မှုတွေကိုရရှိနေတဲ့မိမိကတော့အခုလက်ရှိမှာကျညာလေးတွေစက်တိုင်းဆိုသလိုရိုက်ကူလာနေရပေးဖြစ်ပြီးမိမိကတော့အခုလိုကျညာလေးတွေရိုက်ကူလာနေရတဲ့အနုပညာကျေးလေးတွေကိုသူမတုံဘူးလို့ဆိုပါရယ်။မိမိကတော့သူရရှိလာတဲ့အနုပညာကျေးလေးတွေနဲ့ငလင်ပေးတဲ့ပြည်သူတွေကိုလွတ်ကျန်ထောက်ပံ့ပေးဖို့စံနာရှင်နေပြီးသူအနေနဲ့တကယ်လိုအပ်နေတဲ့နေရာတွေကိုကိုရိုင်းတော်ရကလွတ်ကျန်ပေးသွားမယ်လို့လည်းဆိုပါရယ်။ အခုဆိုရင်မိမိကကျောင်းသားလေးတွေရဲ့စက်တိုင်းရိုက်ကွင်းနေရတာပါ။သူအဘေးဝင်းရံပေးနေကြတဲ့ဗိဒရီကလည်းအခုဆိုရင်အီကချက်ကိုပုံပုံများပြားလာတော့ကိုတွေ့ရပါတယ်။မိမိကတော့သူရရှိတဲ့အမှုပြာခြေတွေနဲ့တကယ်အခက်အခဲဖြစ်နေတဲ့နေရာတွေကို grind top ban ပြေးသွားမယ့်အကြောင်းတွေကိုလည်းမိမိကခုလိုပဲချုပ်ပြောလာခဲ့ပါတယ်။မိမိကခုဆိုရင်ကျောင်းသားလေးတွေခက်ဆစ်ဆဲရိုက်ကွင်းလာနေရတယ်ပေါ့နော်။ဒါလည်းမိမိကို အားလုံးကအဘေးဝင်းရံပေးရအကြောင်းပါ။ မိမိကတော့အခွင့်ရရှိလာမယ့်အမှုပညာကျေးလေးတွေကိုကိုကြွက်မသုံးပါဘူး။ငလင်ပေးကြအခက်အခဲဖြစ်နေတဲ့နေရာလေးတွေအတွက်လွယ်အပ်တာလေးတွေစီစဉ်ပြီးကူညီပေးသွားမှာပါ။အားလုံးကိုအမြန်ဆုံးအဆင်ပြေစေချင်တယ်။ဒါကြောင့်အမှုပညာကျေးလေးတွေကနေကူညီပေးသွားမှာပေါ့နော်ဆိုပြီးမိမိကပြောပြလာခဲ့ပါတယ်။အခုစိန်မိမိကကျွန်ညာလေးတွေခက်စစ်စိတ်ရိုက်ကွလာနေရပြီဖြစ်ပြီးသူရရှိလာမယ့်အမှုပညာကျေးလေးတွေကိုတရောက်တနေရာကနေ ညလင်ပေးတဲ့အပြည့်တွေကိုအကူအညီပေးသွားမှာဖြစ်ပါတယ်။မိမိကတော့စကားသက်ဝင်ဝင်လေးနဲ့အပြောစုံဝင်လင်ပေးစိတ်ထားလေးလေးဖြိုစင်သူလေးဖြစ်တာကြောင့်ပရိယရအပေးမှုတွေကိုရအနုပညာအတိုင်းဝိုင်းကသူတွေရဲ့ချစ်ခင်မှုတွေကိုအပြည့်အဝရရှိထားသူလေးဖြစ်ပါတယ်။အခုလက်ရှိမှာတော့မိမိကသူတက်နိုင်တဲ့ဘက်ကနေပရဟိတာအလုပ်လေးတွေကိုဆောင်ရွက်ပေးနေတဲ့အပေါ်မှာလည်းပရိယကမိမိကိုအပြည့်စုတောင်းပေးနေကြတာကိုလည်းတွေ့ရပါတယ်။ မိမိကတော့စကားသက်ဝဲလေးနဲ့အပြောဆိုပွင့်လင်းပေးစိတ်တော်ထားကောင်းတူလေးဖြစ်တာကြောင့်မိမိကိုမြမပရိသတ်တွေကရောထိုင်းပရိသတ်တွေကပါအားပေးချစ်ခင်နေကြတော့ပါအခုစဲလေးမိမိကရုတ်တရက်ကြီးဖြစ်ပေါ်ခဲ့တဲ့မြင်ကလင်းဘရင်တရဲ့အကြောင်းပြည့်စုံဆုံးရှုံးမှုများခဲ့တဲ့နေရာတွေကိုလည်းလူတန်းထောက်ပံ့ပေးနိုင်ဖို့စူးစမ်းနေပြီဖြစ်ပါတယ်မိမိရအဲ့အကြောင်းလေးတွေကိုလည်းမိမိကသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေပရိသတ်တွေကိုမျှဝေကအသိပေးထားခဲ့ပါတယ် မိမိကတော့တိုင်းနိုင်ငံမှာလဲအားပေးခြင်းခံထားတာပါအခုစရင်မိမိကငလင်ဘေးမှာကုညထောက်ပံ့ပေးနိုင်ရတဲ့အတွက်တိုင်းနိုင်ငံမှာလဲဒုမကိုရိုင်းအလှငွေတွေကောက်ခံပေးနေပြီးတော့ဒုမကိုဆက်တွဲလှူဒါန်းပေးနိုင်ကြောင်းကိုလည်းအသိပေးထားပါတယ်မိမိကတော့အခုမြင်ကလေးအတွက်တိုင်းပတ်ဝင်၅ပတ်မှအစဉ်ပြေတလို့လှူဒါန်းပေးနိုင်ကြောင်းမြစ်တာခန်ကပြောဆိုထားတာပါအဲအကြောင်းတွေနဲ့ပတ်သက်ပြီးမိမိကအခုလိုပဲအသိပေးထားပါတယ်မိမိကမင်္ဂလာပါ ဒီနေ့မိမိရဲ့အောက်လီကနေအလုံးကိုတပတ်တလန်ကနေမြတ်တာခံကြပါတယ်။အခုလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့နိုင်ငံတဘာဝဘီအန်ဒီရဲ့ခံရတဲ့မြန်မာပြည်သူပြည်သားတွေအတွက်မိမိဦးဆောင်ပြီးအလုံငယ်လေးကောက်ခံကြပါတယ်။မြန်မာပြည်မှာအခုဆိုရင်အသက်တွေဆုံးရှုံးတယ်။သမိုင်းဝင်ရင်ကျေမှုအမွေနှစ်တွေဆုံးရှုံးမှုအများများနေပါတယ်။ဒါကြောင့်ကိုနိုင်တလောက်လေးတူတူပူပေါင်းပါဝင်လွတ်တန်းကြအောင်နော်ငါဘက်30ကိုနိုင်တလောက်လွတ်တန်းလို့ရပါတယ်နော်ဆိုပြီးမိမိကတောင်းဆိုထားပါတယ် ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ဗီဒီယိုတွေအတွက်ကျမတို့ရဲ့ page လေးကို like and follow လုပ်ထားပေးကြပါဦးနော်